ုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျခုတင်ဆက်ပေးမှာကတော့ကဘာကြောက်စရာအကောင်းဆုံးတရေကားလေးခုအကြောင်းပဲဖြစ်ပါတယ်ဗျဒီအကြောင်းအရာလေးမပြောခင်နောက်ထပ်အစ်စ်တင်နိုင်တရားခု channel လေးကို like and subscribe လေးနဲ့အပိတ်ခဲ့ကြပါအောင်နော်ကဘာကြောက်စရာအကောင်းဆုံးမော်မူဗီလေး ပုံကိုရွေးချယ်ပြီးရှင်းပြပေးပါမယ်ဒီရုပ်ရှင်တွေဟာကြောက်စရာအကောင်းဆုံးစိတ်ထိခိုက်စေမဲ့အခြေအနေတွေနဲ့ပြည့်နှက်နေပြီးအော်ရောအစစ်အမှန်ကိုခံစားရမယ့်စကားတွေဖြစ်ပါတယ် The Exorcist 1983နှစ်ဆိုးဝင်သည့်ရုပ်ရှင် ကြောက်စရာအစစ်အကြောင်းအရာမိန်းကလေးငယ်တဦးထံနှစ်ဆိုးဝင်ရောက်ပြီးအစွန်းရောက်သောအပြုမှုများပြုလာရာယဟန်နှစ်ပါးကနှစ်ဆိုးနှင့်ထုတ်ပေးရသည်ဘာကြောင့်ကြောက်ရတာလဲ အစ္စတာဘူမာဖြစ်ရမှန်ကိုအခြေခံထားပြီးအစ်စ်အမန်နီဘာအထီရောက်ဆုံးဖန်တီးထားသည့်ကလေးတဦးဤမျက်နှာပြောင်းလဲမှုအတန်းနေထားနှင့်အကြမ်းဖက်မှုများကကြီးစုတူကိုစိတ်တရားရစေနိုင်သည် Nehuditary 2018မိသားစုချိန်စာနှင့်စိတ်ပိုင်းဆိုင်ရာဟော ကြောက်စရာအဆင့်အကြောင်းအရာမိသားစုအတွင်းလှုပ်ဝက်ဆန်းကြယ်သောအရာများဖြစ်ပေါ်လာပြီးတိုးဆုံမှုများချိန်စာများစတင်ခံစားရသည် ဘာကြောင့်ကြောက်ရတာလဲစိတ်ပိုင်းဆိုင်ရာတဖြည်းဖြည်းချင်းကြောက်ရွံ့စေသောအခြေအနေများမျက်မြင်သက်တည်များနှင့်အဆုံးသက်ဤအကြမ်းဖက်မှုတို့ကြောင့်ကြောက်စရာကောင်းသည်သုံးမကန်ဂျူရင်2013တရေအိမ်နှင့်အမှန်တရားကြောက်စရာအဆင့်အကြောင်းအရာဝေါ်ရဲအိမ်အောင်စုသည်နမည်ဆိုးတရေအိမ်တစ်လုံးကိုစုံစမ်းစစ်ဆေးရာမှအသက်အန္တရာယ်ရှိသောအဖြစ်အပျက်များကြုံတွေ့ရသည် ။ဘားချောင်းကြောက်ရတာလဲဖြည့်ရမှန်ကိုအခြေခံထားပြီး jump scare များနဲ့လူကောင်းပေါ်နှက်ဆူးစီးသည့်အခန်းများကကြောက်စရာကောင်းသည်။ Lee Sinister 2012လူတက်မှုဗီဒီယိုနဲ့မကောင်းဆိုးဝါးအကြောင်းအရာစာရေးဆရာတဦးသည်လူတက်မှုဗီဒီယိုများကိုရှာဖွေရမှမကောင်းဆိုးဝါးပေါ့ယိုနှင့်ထိတွေ့မိပြီးသူ့မိသားစုပါပေးကြရောက်လာသည်။ဘာကြောင့်ကြောက်ရတာလဲဗီဒီယိုမတက်များလဲကကလေးများ၏လှုပ်ရှားမှုလူတက်မှုနောက်ခံဇလန်းနှင့်အတန်ဒီဇိုင်းတို့ကကြောက်စရာကောင်းအောင်ဖန်တီးထားသည်။ ီရုပ်ရှင်တွေဟာကြောက်စိတ်ကိုအစစ်အမှန်ခံစားရစေမဲ့စကားတွေဖြစ်ပါတယ်။တဲ့အနေနဲ့အထီးကျန်ချင်းတို့မျက်နှာချိန်တွေမှာကြည့်မယ်ဆိုရင်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပါပါ။ Channel လေးကိုနှစ်သက်တယ်ဆို Like and Subscribe လေးနဲ့အားပေးကြပါဦးဗျာ။